ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမှာတော့ Facebook ကနေဘယ်လိုဝင်ငွေရှာသွားရမလဲ Facebook မှာကိုယ်ပိုင် content လုပ်ဆရာမလို့ပဲနဲ့သူများ content တွေကိုအလွယ်တကူ download ဆွဲပြီး copy paste လုပ်ပြီးမှဘယ်လိုဝင်ငွေရှာသွားရမလဲဆိုပြီးဒီပြီးတော့မှကျွန်တော်ပြောပြရှင်းပြပေးမယ် live group အနေနဲ့ကျွန်တော်ပြပေးမယ်နော်ဒီ page ကလည်းကိုယ်ပိုင် content လုံးဝမလုပ်ဘူးသူများ content တွေကိုသူများ video တွေ download ဆွဲပြီးမှပြန် edit လုပ်ပြီး page မှာတင်ပြီးမှဝင်ငွေရှာတဲ့ page တကူဖြစ်တယ် edit မှာတစ်ချက်ချင်းမဆို96ရဲ့အတွင်းမှာသူ့ရဲ့ view က 31m ဆိုရယ်31 million ရှိ တယ်အဲ့တက်ကျွန်တော် DO စတစ်ချက်နှိပ်ပြီးသွားမယ်ဆိုရင်နည်းနည်းအောက်ကို minus ကျနေအခုနောက်ပိုင်းဗီဒီယိုတိတ်တင်ဖို့မနေနဲ့အတွက်ကြောင့်မို့ view တွေနည်းနည်းကျနေတယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဝင်ငွေက340ဒေါ်လာရတဲ့အခု last 28 day ပေါ့နော်340ဒေါ်လာရပါတယ်ခင်ဗျာနော်ဒါကိုပိုင်ဗီဒီယိုမလုပ်ပင်နဲ့သူများဗီဒီယိုတင်မဲ့ဝင်ငွေရတဲ့ဥစ္စာဖြစ်တယ်အဲ့အတွက်နည်းနည်းအောက်မှာတစ်ချက်ကြည့်မှဆိုရင်ဒီမှာဗီဒီယိုနဲ့ရတဲ့ဥစ္စာ100နဲ့ 193ဒေါ်လာရတယ် real ကရတဲ့ video real video ပေါ့နော် real video လဲကိုပိုင် fantasy မလို့ video အရှိတပုတ်တင်လိုက်တဲ့ Facebook က automatic short video လေးတွေ real video လေးတွေ fancy ပြီးသွားပေးတယ်အကယ်လို့3မိနစ် video 9မိနစ် video တင်ပြီးသွားမှဆိုရင် Facebook က automatic real video 6ပုတ်ခုနှစ်ပုတ်လောက် fancy ပါတယ် advert ဒီမှာဆို real video နဲ့105ဒေါ်လာရပါတယ် video တပုတ်တင်တဲ့ real video automatic fancy ပေးတယ် real video နဲ့ automatic percent 105ဒေါ်လာရလာခဲ့တယ်ပြီးလို့ ရှင်ရဲ့အောက်မှာ story ကလည်း story လဲကိုကိုတိုင် fancy ဆက်မလို့အပေါ်မှာပြောတဲ့အတိုင်းပဲ video တဖို့ fancy လိုက်တယ်နဲ့ reel video သူ့အတူ fancy ပေးတယ် story ကလည်းသူ့အတူ fancy ပေးပါတယ် story မှာ36ဒေါ်လာရတယ်ဓာတ်ပုံမှာဆိုလို့ရှိရင်တော့7ဒေါ်လာရပါတယ် subscription မှာဆိုရင်တော့10ဒေါ်လာရပါတယ်အကယ်လို့အောက်မှာကျွန်တော် test စာသားဘာညာရေးပြီးတော့မယ်ဆိုစာသားနဲ့ရမှာပေါ့နော်ဒါပေမဲ့ဒီ page ကစာသားဘာညာရေးပြီးမတင်ဘူးအဓိကဗီဒီယိုပဲတင်နေတဲ့အတွက်ကြောင့်မို့ဒီလိုအားလုံးပေါင်းလိုက်တဲ့အချိန်မှာ28ရက်အတွင်းမှာဆိုရင်သူရတဲ့ဥစ္စာက 304ဒေါ်လာရပါတယ်ခင်ဗျအဲ့အတွက်ပို့ပြီးမှ live group ဖြစ်အောင်ဆိုပြီးမှကျွန်တော်ဒီဖက်တစ်ချက်သွားပြီးမှ moderation ကျွန်တော်တစ်ချက်ပြပေးပါမယ်အဲ့အတွက်ဒီဖက်တော့မယ် moderation တူတော့တစ်ချက်နေမယ်ပြီးလို့ရှိရင်ဒီဖက်နည်းနည်းအောက်ဆင်သွားမှာဒီမှာ content moderation ရှိရဲဒီဥစ္စာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ကြည့်မှဆိုလေ28ရက်အတွင်းကို348ဒေါ်လာရတယ်ဒီမှာလည်းအားလုံးသူကပြပေးတယ်ဗီဒီယိုရတယ် blog reader ရတာဘလို့အားလုံးပြပေးထားတယ်အဲ့တော့ကျွန်တော်ဒီ page ကိုတစ်ချက်တော့ပြမယ်ဒီ page ကဘလို့ content မျိုးတင်တဲ့အတွက်ကျွန်တော်ဝင်ငွေရရလဲအကယ်လို့ကိုကဘာမှမတက်ဘူးဆိုရင်တော့မှပဲကျွန်တော်တို့တင်တဲ့ joining လုပ်ပြီးမှဝင်ငွေရှာတော့လေရအောင်เนาะအဲ့တော့ကျွန်တော်သူ့ရဲ့ home ကိုတစ်ချက်တော့မယ် နမတချက်ကြည့်မယ်ဒီ page ဖြစ်တယ်နော် m selene u page ဖြစ်ပါတယ်ဒီ page မှာတင်ထားဗီဒီယိုဒီမှာချက်ကြည့်မယ်ဆိုရင်ကိုပိုင်ဗီဒီယိုမဟုတ်ပင်ねသူများဗီဒီယိုတွေကိုအလွယ်တကူ download ဆွဲပြီးမှတင်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်အခြားဒီ selene ဗီဒီယိုတွေအခြား media ဗီဒီယိုတွေကို download ဆွဲပြီးမှဖြည့်ညက်ကက်လုပ်ပြီးမှ page မှာတင်ပြီးမှဝင်ဝင်ရှာတာဖြစ်ပါတယ်အခုလိုပဲကိုပိုင်ဗီဒီယို fantasy မလို့ပင်ねသူများဗီဒီယိုအလွယ်တကူ download ဆွဲပြီးမှ page မှာတင်ပြီး facebook မှာတင်ပြီး youtube channel မှာတင်မှာဝင်ဝင်ရှာခြင်းနဲ့ဝင်ဝင်ရှာအောင်လှုပ်တက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သင်တန်းမှာ joining လုပ်ပြီးမှလှုပ်ဆောင်တော့ရတယ်ကျွန်တော်သင်တန်းမှာဆိုရင်တော့ lifetime အတွဲ3000ကျပ်ပဲဖြစ်တယ်သင်တန်းကြီး lifetime အတွဲ3000ကျပ်ပဲဖြစ်တယ်အခုလိုမျိုး content marketing နဲ့ဝင်ဝင်ရအောင်အစအဆုံးပြပေးထားတယ်အကယ်လို့ content marketing မရသေးဘူး video တင်မယ်ဘာညာဆိုရင်လည်း edit ပုံ edit လုပ်နေအားလုံးပါတယ် content marketing setup ပေါ်တော့ခဲ့လို့ money shop ဖို့အဆင်သင့်ဖြစ်တဲ့ဆိုရင် money ဘယ်လိုလျှောက်သွားရမလဲဆိုမှ video နဲ့အားလုံးကျွန်တော်တင်ပေးထားတယ်အကယ်လို့ကျွန်တော် page မှာ facebook account မှာအကြောင်းအမျိုးမျိုးကြောင့် error တက်တယ်ဆိုရင်အဲ့ဒီ error ကိုလည်းဘယ်လိုဖြေရှင်းရမလဲဆိုမှ group ထဲမှာ video နဲ့ already လုပ်ပြီးတင်ထားပေးတယ် update အလိုက် video လေးလုပ်ပြီးမှတင်ပေးပါတယ်ဒီ video လုပ်ပြချင်းအကြောင်းအဓိကကျတော့ဘယ်လိုလဲဆိုရင်တချို့ကျတော့ကိုပိုင် content fan တိဖို့နိုင်တယ်တချို့ကျတော့အချိန်မရတဲ့အတွက်ကြောင့်မို့ကိုပိုင် content လည်း fan တိဖို့မနိုင်ဘူးဒါပေမဲ့ online ကနေလည်းဝင်ဝင် share ချင်တယ် facebook ကနေလည်းဝင်ဝင် share ချင်တယ်ဆိုရင်တော့ကျွန်တော်တင်တဲ့တက်ပြီးမှ Facebook ကနေဝင်ငွေရှာလို့ရတယ် TikTok ကနေဝင်ငွေရှာလို့ရတယ် YouTube channel ကနေလည်းဝင်ငွေရှာတော့လို့ရပါတယ်ခင်ဗျာနော်ဒီနေ့ဒီပတ်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်သင်တန်းတက်ချင်တဲ့ဆိုရင်တော့အောက်က Viber နံပါတ်ဖြစ်စေ Telegram link နဲ့တက်ဆင်ဖြစ်စေ contact လုပ်မှမြင်မြင်နိုင်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်